အရှင်ဖေယယဟန္တာတိုင်းကဇာမပြန်နိုင်ဘူးဆိုတာ ဟုတ်ပါသလားဖေယတဲ့တချို့ကကောင်းကင်ပြန်တာကိုဇံလို့ထင်နေကြပါတယ်ဇံဆိုတာကကောင်းကင်ပြန်တာကိုပြောတာမဟုတ်ပါဘူးနော်ဇံဆိုတာစန့်ကျင်ဘက်နိဝရဏစသောအကုသိုလ်တရားများကိုလောင်တတ်ဝိက္ခံပနအစွမ်းဖြင့်ပတ်သက်တတ်ကတိုင်းစသောပြည့်ညတ်အာယုံကိုကြံစီတတ် စူးစမ်းစွာရှုကြည့်တတ်တဲ့သဘောကိုဇန်လို့ခေါ်တာပါ။ကောင်းကင်ပြန်တာကိုဇန်လို့ခေါ်တာမဟုတ်ပါဘူးเนาะ။ကောင်းကင်ပြန်နိုင်တဲ့ပုဂ္ဂိုလ်က၃မျိုးရှိပါတယ်။အဲ့ဒီ၃မျိုးကဘယ်သူတွေလဲဆိုရင်၁။စေအင်းတ်စသည့်အောင်မြင်နေသောဝိဇ္ဇာဇောကြီးတပတိများ။နှစ်အဘိညာရသော ပုထုဇဉ်ယဟန်များ။ဒေဝတကြီးလိုပုဂ္ဂိုလ်မျိုးပေါ့เนาะ။ဒေဝတကြီးဟာပုထုဇဉ်ဖြစ်တာမှန်ပေမဲ့ မြေရှိုးမိုးပြနိုင်တဲ့အဘိညာဉ်တကူရရှိထားပါတယ်။၃အဘိညာဉ်ရသောယဟန္တာပုဂ္ဂိုလ်များအဲ့ဒီပုဂ္ဂိုလ်၃မျိုးဟာကောင်းကင်ပြန်နိုင်ပါတယ်။ကောင်းကင်ပြန်တိုင်းယဟန္တာဖြစ်ရမယ်ဆိုရင်ဝိဇ္ဇာဇောကြီးတပတ်တိတွေယဟန္တာဖြစ်ကုန်ပါပြီ။ဒေဝရကြီးလည်းယဟန္တာဖြစ်သွားပါပြီ။ဒါကြောင့်ကောင်းကင်ပြန်တိုင်းဟာယဟန္တာမဟုတ်ပါဘူးနော်။ကောင်းကင်ပြန်တာကိုအဋ္ဌိဝိဒအဘိညာဉ်လို့ခေါ်ပါတယ်။ ဣတိဝိဒအဘိညာဉ်ကို ပုထုဇဉ်ယဟန်တွေလည်းရတယ်လို့ယဟန်တာပုဂ္ဂိုလ်အချို့လည်းရပါတယ်သဘောပေါက်ပါသည်နော်နန္ဒလီမြို့မဟာမြတ်မုနိဖရာကြီးဟာမြတ်စွာဘုရားကိုတော်တိုင်ရင်ငွေ့တော်လှုံထားတယ်ဆိုတာသိကျင်ပါတယ်ဖရာယူသေးစွာရှောက်ထားအပ်ပါသည်ဖရာတဲ့မဟာမြတ်မုနိဖရာကြီးဆိုတာ မကိုက်ဆလွေတွေတက်ဆင်ထားတဲ့မန္တလေးမြို့ကရုပ်ပွားတော်မြတ်ကြီးကိုပြောတာဖြစ်ပါတယ် မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးဟာမြတ်စွာဘုရားကိုတော်တိုင်ရင်ွှေ့တော်လှုံထားတာဖြစ်ပါれမဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးဟာသဘူပတိချုပ်ခန်းကိုကိုးကားပြီးထုစစ်ပုံဖော်ထားတာဖြစ်ပါれစသည်ဖြင့်ငငယ်တုန်းကတော့ရုပ်ပြဝိထုတွေမှာဖတ်ဖူးပါれအခုလေးလာကြည့်တဲ့အခါဘုရားဟောပါဠိတော်တွေထဲမှာရင်ွှေ့တော်လှုံတယ်ဆိုတာလည်းမပါသလိုသဘူပတိချုပ်ခန်းဆိုတာတွေလည်းမပါပါဘူးသဘူပတိချုပ်ခန်းဆိုတာ ဝိမေပန္နာတတဖြစ်ယွန်းပန္နာတကျမ်းမှာပါတာဖြစ်ပါတယ်တချို့ကလည်းပဲဒီကနိကေမဟာဝကပါဠိတော်မဟာပရိနိဗ္ဗာန်တုတ်ကိုကိုးကားပြီးတော့မဂိုက်ဆလွေတွေတက်ဆင်ပြီးထုစစ်ပုံဖော်ထားတာဖြစ်တယ်လို့ဆိုကြပြန်ပါတယ်အဲ့ဒီတုတ်တံမှာမြတ်စွာဘုရားကအာနန္ဒာငါသည်မင်းပရိသတ်တို့၏အစီဝေးသို့တက်ရောက်၍ထိုမင်းတို့နှင့် အတူတကွနေထိုင်ဖို့ဤစသည်ဖြင့်ပဲပါပါတယ် မကိုက်ဆယ်လေးတက်ဆင်ထားတယ်ဆိုတာမပါပါဘူးအစီဝေးသို့ရောက်ရှိလာတဲ့ပရိသတ်တွေကသာမြတ်စွာဘုရားကိုဘယင်လာနဲ့လာမကွဲပြားတာပဲရှိပါတယ်ဒါကြောင့်ပြောချင်တာကမဟာမြတ်မုန်ဤရုပ်ွားတော်မြတ်ကြီးဟာမြတ်စွာဘုရားကိုတော်တိုင်ရှင်ွှေ့တော်လှုံထားတယ်ဆိုတာပါဠိတော်ထဲမှာလည်းမပါသလိုမြတ်စွာဘုရားရဲ့ရုပ်ွားဆင်းတုတော်တွေကိုမကိုက်ဆယ်လေးတက်ဆင်ထားခြင်းဟာလည်းပဲဖျားဟောနဲ့မကိုက်ညီဘူးလို့ပြောခြင်းပါတယ် ငရဲပြည်တို့နတ်ပြည်တို့ဆိုတာတကယ်ရှိတာလားသူများနိုင်ငံတွေဆိုအာကာသလေရင်နဲ့ဒီလကဘာအပြင်ဘက်တောင်သွားနေတာဘာနတ်ပြည်မှာလဲမတွေ့ဘူးတဲ့ဒီမှန်ပိုင်ရှင်လေးကိုဦးစင်သနာမိပါတယ်เนาะရုပ်မှန်သမျှအစင်းရှိပါတယ်သို့တော့အချို့အစင်းတွေက အလွန်အမတန်မှနူးညံ့တိမ်မွေ့လွန်းတာကြောင့်ပါမန်ပဂတိမျက်စိဖြင့်မမြင်ရပါဘူး မမြင်ရဘူးဆိုတာက မရှိလို့မမြင်ရတာမဟုတ်ပါဘူးကိုက မြင်နိုင်တဲ့စွမ်းအားမရှိလို့ဖြစ်ပါတယ်ငရဲပြည်နတ်ပြည်တွေကို လူတွေကမြင်ရဖို့မဆိုထားနဲ့အောက်အောက်သောနတ်ငယ်တွေမြမငယ်တွေတောင်မှ အထက်အထက်သောမြမကြီးတွေကိုမမြင်ရပါဘူးအထက်အထက်သောမြမကြီးတွေကရုပ်ကြမ်းဖန်ဆင်းပြမှသာအောက်အောက်သောမြမငယ်တွေနတ်တွေကမြင်ရပါတယ် ငရဲပြည်တွေနက်ပြည်တွေဆိုတာကကံကြောင့်ဖြစ်တဲ့ရုပ်တွေဖြစ်တာကြောင့်အလွန်အမတန်နှူးညံ့လွန်းတဲ့အတွက်ပါမန်ပဂတိမျက်စိဖြင့်မမြင်ရပါဘူးငရဲပြည်တွေနက်ပြည်တွေကိုမြင်ချင်တယ်ဆိုရင်ဖះရှင်က အခုလိုနီလန်ပေးခဲ့ပါတယ်ဖះရှင်ပေးခဲ့တဲ့နီလန်ကတမထဘာဝနာနီလန်ပဲဖြစ်ပါတယ်တမထဘာဝနာကိုပွားများတဲ့အခါမှာ ပထမဇန်ကနေပြီးဒုတိယဇန်တတိယဇန် စတုထဇံပင်စမဇံအထိအစုံပွားများရမှာဖြစ်ပါတယ်။တခါပင်စမဇံကနေစတုထဇံတတိယဇံဒုတိယဇံပထမဇံအထိအစံပွားများရမှာဖြစ်ပါတယ်။အဲ့ဒီလိုအစုံအစံပွားများပြီးဝတိဖို့နိုင်မှသာစွမ်းအားတစ်ခုကိုရပါမယ်။အဲ့ဒီစွမ်းအားကတော့ဝေသောဖုံးကွယ်အပ်သောအလွန်နူးညံ့သိမ်မွေသောအစင်းတို့ကိုမြင်ရတဲ့နမျက်စိကဲ့သို့သောအမြင်အာယုံပဲဖြစ်ပါတယ်။ ဲ့ဒီနီးနဲ့စ조사အာထုံမှသာငရေပြေနတ်ပြေတွေကိုမြင်ရမှာဖြစ်ပါတယ်။အဲ့ဒီနီးနဲ့조사အာထုံခြင်းမရှိဘဲပါမန်လောကီပညာနဲ့လိုက်ကြည့်နေလို့ကတော့ငရေပြေတွေနတ်ပြေတွေကိုလုံးဝမြင်ရမှာမဟုတ်ပါဘူး။ပုံပြင်တစ်ပုဒ်လောက်ပြောပြပါဖရားတဲ့။တခါတုန်းကရွာတရွာမှာညီကိုအရင်ပါမှာချစ်ခင်ကြတော့မောင်ဖြူနဲ့မောင်ကောင်းဆိုတဲ့အငယ်ချင်းနှစ်ယောက်ရှိပါတယ်။ အဆိုပါမောင်ဖြူနဲ့မောင်ကောင်းဆိုတဲ့တငယ်ချင်းနှစ်ယောက်ဟာတနေ့မှတော်တဲကိုတစ်ခုတ်သွားကြပါတယ်။အဲ့ဒီလိုတစ်ခုတ်သွားရင်းနဲ့မျော်လင့်မထားပဲတစ်တာတလုံးကိုရလိုက်ပါတယ်။တစ်တာကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတစ်တာထဲမှာများစွာသောရွှေတွေကိုတွေ့ရပါတယ်။မောင်ဖြူနဲ့မောင်ကောင်းလည်းဝမ်းသာအားရဖြစ်သွားကြတာပေါ့။အဲ့ဒီအချိန်မှာမောင်ဖြူကမောင်ကောင်းကိုပြောပါတယ်။မောင်ကောင်းတို့မနဲ့ထွက်လာတဲ့အချိန်တည်းကစားစရာထမင်းလည်းပါမလာဘူး။ဒါကြောင့် မင်းရွာပြန်ပြီးစားစရာသမင်းပြန်ယူပါမင်းပြန်လာမှပဲသမင်းအတူစားပြီးရွှေတွေကိုတယောက်တော့ဝက်ခွဲယူကြတာပေါ့ဟုမောင်ဖြူကမောင်ကောင်းကိုပြောပါတယ်မောင်ကောင်းကလည်းမောင်ဖြူပြောတဲ့အတိုင်းရွာပြန်ပြီးစားစရာသမင်းပြန်ယူပါတယ်မောင်ကောင်းပြန်ရောက်လာတဲ့အချိန်မှာနှစ်ယောက်အတူတူသမင်းစားကြပါတယ်သမင်းစားပြီးတဲ့အချိန်မှာ မောင်ဖြူဟာပါဇက်ထဲကသွေးတွေအံပြီးတည်ဆုံသွားပါတယ်တကယ်တော့မောင်ကောင်းဟာမောင်ဖြူကိုရွှေတဝက်မပေးလို့တဲ့အတွက်မောင်ဖြူစားမဲ့သမင်းထုတ်ထဲမှာ အစိတ်တွေထက်လာခြင်းဖြစ်ပါတယ်။အဲ့ဒီလိုမောင်ဖြူသေဆုံးသွားပြီးတဲ့နောက်ပိုင်းမှာ မောင်ကောင်းဟာရွှေတွေကိုငါတယောက်ထည့်ရပြီဆိုတဲ့ဝမ်းသာလွန်စိတ်ဖြင့်တစ်တာကိုဖွင့်လိုက်တဲ့အချိန်မှာတစ်တာထဲမှာရွှေတွေမဟုတ်ပဲအစိတ်ပြင်းတဲ့မျိုးတွေဖြစ်နေပါတယ်။အဆိုပါအစိတ်ပြင်းတဲ့မျိုးတွေဟာမောင်ကောင်းကိုကြိုက်လိုက်တဲ့အတွက်မောင်ကောင်းဟာအဲ့ဒီနေရာမှာပဲဝေစိတ်တက်ပြီးသေဆုံးသွားပါတယ်။တကယ်တော့မောင်ဖြူဟာလည်းပဲမောင်ကောင်းကိုရွှေတွေကမပေးလို့တဲ့အတွက်မောင်ကောင်းထမင်းပြန်ယူနေတဲ့အချိန်မှာ တစ်တာတဲကရွှေတွေကိုဖယ်ထုတ်ထားပြီးအစိတ်ပြင်းတဲ့မွေတွေကိုထည့်ထားခြင်းဖြစ်ပါတယ်။ပုံပြင်လေးကတော့ဒါပါပဲ။ဒီပုံပြင်လေးမှာသင်္ကန်းစာရလိုက်တာကလောဘကြောင့်ဤကိုအရင်ပမာချစ်ခင်ကြသောတငယ်ချင်းချစ်စိတ်တွေကွဲပြောက်ပြီးလူနှစ်ယောက်ရဲ့အသက်တည်ဆုံသွားရပါတယ်။ဒါဟာလောဘကြောင့်ဖြစ်ပါတယ်။ဒါကြောင့်လောဘတရားကိုတတိတရားနဲ့ထိမ့်သိမ့်ပြီးလောဘအလိုကိုမလိုက်ကြပါနဲ့လို့ပြောခြင်းပါတယ်။ ပိဋကတ်၃ပုံအကျဉ်ဟောကြားပေးတော်မူပါဖေယဝီနီတုတ်တံအဘိဓမ္မာဆရာတော်ကျမ်းပါပါစေတဲ့ဒီမေခွန်လေးကမေးသိမ့်တဲ့မေခွန်ပါနော်ဘာကြောင့်မေးသိမ့်တဲ့မေခွန်လို့ပြောရတယ်လဲဆိုရင်ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်အများစုဟာပိဋကတ်၃ပုံလို့သာပြောနေကြတာပိဋကတ်၃ပုံကိုသိတဲ့သူနည်းပါတယ်ဒါကြောင့်ပိဋကတ်၃ပုံဟာဘာတွေလဲဆိုတာကိုဖြည့်ပေးလိုက်ပါတယ် နော်ပိဋကတ်၃ပုံသည်တုတ်တန်ဝီနီအဘိဓမ္မာဟူ၍ဖြစ်ပါသည်ပိဋကတ်၃ပုံသည်ပါဠိတော်အားဖြင့်စာအုပ်ပေါင်း40ရှိပါသည်အထာကထာအားဖြင့်50တအုပ်ရှိပါသည်တီကာအားဖြင့်26အုပ်ရှိပါသည်တုတ်တန်သည်23အုပ်ရှိပါသည်ဝီနီသည်5ချမ်းရှိပါသည်စာအုပ်အားဖြင့်5အုပ်ရှိပါသည်အဘိဓမ္မာသည်9ချမ်းရှိပါသည် သာအုပ်အားဖြင့်၁၂အုပ်ရှိပါတယ်။တုတ်တံ၂၃အုပ်သည်တုတ်တိလက္ခဏ်တုတ်မဟာဝါတုတ်ပါထေယဟူ၍ဖြစ်ပါတယ်။သာအုပ်အားဖြင့်၂၃အုပ်ရှိပါတယ်။ဝီနီ၅ကျမ်းသည်ပါရာဇိကပါစိတိယသုလဝကမဟာဝကပရိဝါဒဟူ၍၅ကျမ်းရှိပါတယ်။သာအုပ်အားဖြင့်၅အုပ်ရှိပါတယ်။အဘိဓမ္မာ၇ကျမ်းသည်ဓမ္မသင်္ကနီဝီပင် ဓာတုကထာဥပလပညာကထာဝိထုရမိုက်ပဋ္ဌာန်းဟူ၍ခုနှစ်ကျမ်းရှိပါတယ်။စာအုပ်အားဖြင့်၁၂အုပ်ရှိပါတယ်။အားလုံးပေါင်းလိုက်မယ်ဆိုရင်ကျမ်းစာအုပ်ပေါင်း၁၁၀နဲ့ခုနှစ်အုပ်ရှိပါတယ်။အဆိုပါ၁၁၀နဲ့ခုနှစ်အုပ်ပြီးပင်လျင်ပိဋကတ်၃ပုံဖြစ်ပါတယ်။အရှင်ဖေယဖေယစုပန်ယံဘာတွေလိုအပ်ပါသလဲဘယ်လိုစုပန်ရတာလဲဖေယမေတ္တာရှေ့ထား၍ဖြေချပေးပါဖေယတဲ့ ုသိုလ်ကောင်းမှုများစွာပြုပြီးတော့တတ်တော်ထင်ရှားဖရာတဆူဆူကိုဖူးတွေးရပါလို့ဤဟုအရင်ဆုံးဆုတောင်းရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဖရာစုပန်တယ်ဆိုတာကတတ်တော်ထင်ရှားဖရာရှင်ရဲ့ထံမှာပဲစုပန်လို့ရတဲ့အတွက်ဖြစ်ပါတယ်။တတ်တော်ထင်ရှားဖရာရှင်ကိုဖူးတွေးရတဲ့အခါမှာဖရာရှင်ရဲ့ထံမှာကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတပည့်တော်သည်ဖရာဖြစ်ရပါလို့ဤဟု စုပန်ရမှာဖြစ်ပါတယ်စုပန်တဲ့အခါမှာဖျားဖြစ်ရန်ဖျားရှင်ကဗျာဒိတ်ပေးပြီးတဲ့နောက်ဖျားဖြစ်ဖို့အတွက်ပါရမီ7ပါးစွန့်ကြည့်ခြင်း9ပါးစရိယ3ပါးတို့ကိုတင်ချေများစွာဖြည့်ခြင်းရမှာဖြစ်ပါတယ်ဒါဆိုရင်ဖျားစုပန်ပုံနဲ့ဖျားဖြစ်ဖို့ရန်အတွက်လိုအပ်ချက်တွေကိုတိလောက်ပြီလို့ထင်ပါတယ်အရှင်ဖျားချစ်တော်မုန်းတော်သူများကို မေတ္တာပို့ပေးရင် ဖြစ်ရောက်ပါသလားဖေယဖြေချာပေးတော်မူပါဖေယတဲ့မေတ္တာပို့တဲ့အခါမှာအတ္တမစ္စပိယဝီရီတိန်လေးလီအငြိရှုကြပါဆိုတဲ့အတိုင်၁မိမိကိုယ်ကိုအရင်ဆုံးမေတ္တာပို့ရပါမယ်၂မိမိကိုယ်ကိုအရင်ဆုံးမေတ္တာပို့ပြီးပြီဆိုရင် မချစ်လဲမချစ်မမုန်းလဲမမုန်းတဲ့အလယ်အလတ်သူကိုမေတ္တာပို့ရပါမယ်၃အလယ်အလတ်သူကိုမေတ္တာပို့ပြီးပြီဆိုရင် မိမိချစ်ခင်နှစ်သက်တဲ့သူကိုမေတ္တာပို့ရပါမယ်။လေမိမိချစ်ခင်နှစ်သက်တဲ့သူကိုမေတ္တာပို့ပြီးပြီဆိုရင်မိမိကိုယံပြုမဲ့သူမိမိနဲ့မတည့်တဲ့သူကိုမေတ္တာပို့ရပါမယ်။ဘာကြောင့်မိမိကိုအရင်မေတ္တာပို့ခိုင်းရတာလဲဆိုရင်မိမိနဲ့ထပ်တူအများသူငါကို ကိုချင်းစာစိတ်ထားတတ်အောင်မေတ္တာပို့ခိုင်းရခြင်းဖြစ်ပါတယ်။အဲ့ဒီအင်္ဂါရက်တွေနဲ့အညီမေတ္တာပို့မယ်ဆိုရင် ဘယ်လိုပုံကိုမျိုးကိုပဲမေတ္တာပို့ဖို့မေတ္တာရဲ့အကျိုးတရားတက်ရောက်နိုင်ပါတယ်။သို့တော်လည်းပဲဒီနေရာမှာချွင်းချက်အနေနဲ့ပြောစရာရှိတာကမိမိကမေတ္တာပို့ပေးတော်လည်းပဲမေတ္တာခံယူတဲ့တစ်ဖက်လူကမိမိပို့သားတဲ့မေတ္တာကိုအလိုမရှိဘူးဆိုရင်လေအဲ့ဒီလူရဲ့ထံကိုမေတ္တာရဲ့အကျိုးတရားတက်ရောက်ဖို့ခဲယဉ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်မေတ္တာပို့ခြင်းဟာ အိမ်တို့ချမ်းသာကောင်းစွာ အိမ်မက် ချစ်လျက်လူနဲ့ ဆောင်းလန့်နံများမိအစိတ်ဓာတို့ရှောင်ရှားကိုမှလင်းစွာစိတ်တည်ရှင်ကြည်မျက်နာတေဃာမတွေ လားလီပြန်မှာစက်တပြားဒီဆိုတဲ့မေတ္တာအကျိုးစက်တမျိုးကိုမေတ္တာပွားတဲ့သူကရရှိစေတာကြောင့်မေတ္တာပွားတာကတော့အကျိုးဆုံးယုံမှုမရှိစေပါဘူးကောင်းကျိုးကိုပဲဖြစ်စေပါတယ်ဒါကြောင့်ဘယ်လိုလူမျိုးကိုပဲဖြစ်ဖြစ်မေတ္တာအကျိုးတရားသူတို့အပေါ်ကိုတက်ရောက်တည်ဖြစ်စေ မတက်ရောက်တည်ဖြစ်စေမေတ္တာပွားခြင်းအလို့ဟာကောင်းမြတ်တဲ့အလို့ဖြစ်တယ်လို့ 要间法的。<noise>